အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီဇင်ဘာ3ရက်နေ့ကမ္ဘာနောက်ဆုံးသတင်းတွေနဲ့တိဆက်ဆွေးနွေးကြရအောင်အဓိက US နဲ့ Venezuela အခြေအနေနောက်ဆုံးအခြေအနေနောက်ဆုံးသတင်း2တွင်ဥပောင်းရှိခဲ့တယ်ဆိုတော့ကိုဆွေးနွေးတော့မှာဖြစ်ပါတယ် Venezuela တမရာ Nicolas Maduro နဲ့ Donald Trump form ကိုစကားပြောနေတဲ့ဆိုရာကမှန်ကမှုရှိနေတယ် Donald Trump ကိုယ်တိုင်ကလည်း နိုဝင်ဘာ30ရက်ကအတီးပြုခဲ့တယ်ဟုတ်တယ်တဲ့သူနဲ့စကားပြောတာတော့မှန်ပဲတဲ့ဒါပေမဲ့ကောင်းလားဆူးလားအတီးချဘာလို့ပြောခဲ့တယ်ဆိုတော့ကျွန်တော်ပြောမှာမဟုတ်ဘူးဆိုမှ chop ကတော့ပြောနေတယ်ဒါပေမဲ့တရင်းအရင်မြင့်တွေထွက်ဆူချက်အရာတရင်းအရင်မြင့်တွေပြောဆူချက်အရာဆိုရင်တော့ Donald Trump က Venezuela တမရာ Nicolas Maduro ကို Venezuela Venezuela နိုင်ငံမှာ top ပြီးပူရအတွက် ရသတံပေးနေတယ်တဲ့ပြီးတော့မဒိုရာကလည်းလွတ်ငင်းချမ်းသာခွင့်အပြည့်အဝရှိပါကဗင်နီဇိုလာနိုင်ငံကနေထွက်ပြီးမယ်ဆိုပြီးမှပြောထားတာရှိတယ်တဲ့ဒါရင်အားလုံးကိုကျွန်တော်တို့ဆွေးနွေးတော့မှာဖြစ်ပဲဆွေးနွေးတော့မှာဖြစ်တယ်ပေါ့နော်သူကဂျန်နဲ့ဆွေးနွေးပြီးနောက်ပိုင်းမှာဗီဒီယိုတွေလေးပြသွားမှာဖြစ်ပါတယ်ပေါ့တစ်ချက်လောက်โอเคဒါဆိုတော့ဗီဒီယိုလေးကိုအရင်ဆုံးပြပြီးမှပဲနောက်မှဒီကိစ္စတွေကိုဆွေးနွေးတော့မှာဖြစ်ပါတယ် All right hold on As Washington prepares to launch land attacks inside Venezuela according to the Miami Herald this morning the White House warned strongman Nicolas Maduro to leave the country now So အခု US က Venezuela ကိုမေးပြပေါ်ကနေတိုက်ဖိုက်တိုက်ခိုက်ဖို့ပြင်ဆင်နေတယ်အဲ့ဒီပြင်ဆင်နေတဲ့ချိန်ကြီးမှာ အင်ဖြူရောကမဒိုရိုကိုအခုဂရေကနေနိုင်ကနိုင်ငံကနေထုတ်ပြပါဆိုမှဝါနင်းပေးတာလေတဲ့နော် allow the restoration of democratic rule Maduro and his family would be given safe passage if he agreed. Joining us live this so, morning. Tu ka ta bo tu ngi me sun tu ye tu mi ta su ye lu pyo ma le di lwet ngain cha swa bo no lwet le so andre mi shi bin ne sẽ ထပ်ပေါက်ကိုပေးမယ်ဆိုပြောနေကြတယ်ပေါ့ political analyst joe syracuse good morning to you joe so okay ဒါကတခုတော့နောက်တစ်ခုပြောပြောင်းမယ် <coughs> have been rising between the US and Venezuela how who should should be in power in which country okay so the chat out kuna duro suni tha le kisa ka lun khe re la november la dong ka venezuela tamara nicolas maduro ne america tamara ဒိုနယ်ထရမ့်ပုံစကားပြောဆိုရတခုတော့မှန်တယ်အဲ့ဒီချိန်မှာဒီ team နိုင်ငံခြား team မှာမှုမိတက်နေတဲ့ချိန်မှာ Trump ကသူ့ကို warning ပေးနေတယ် Venezuela နဲ့ US နိုင်ငံခြားကဘလောက်ထိ team မှာမှုရှိတယ်ဆိုခင်ဗျားတို့အားလုံးကသိပြီးသားဖြစ်နေတယ်ကွာနော် US ကသူ့ရဲ့စစ်တင်ဘောကုံလုံးမိပါအများကြီးဟောမှာဒီ Caribbean ပြည်နယ်မှာပုနေတယ်လေပြည်ပြည်နယ်ပေါ်မှာပဲဖြစ်မြေ အတိုက်လေယာဉ်ပဲဖြစ်ဖြစ်စစ်တင်ဘောပဲဖြစ်ဖြစ်အာဒရွန်ပဲဖြစ်ဖြစ်ဟဲလီကော်ပတာပဲဖြစ်ဖြစ်ဂျက်ဖိုက်တာပဲဖြစ်ဖြစ်အပြည့်အစုံပူလာတယ်အဲ့ဒီမှာဖုန်းကောစကားပြောနေတဲ့အချိန်မှာမဒိုရိုကအမေရိကအစိုးရထံကို တောင်းဆိုချက်လုပ်တယ်တဲ့ဆိုပထမမဒိုရိုကအမေရိကထံပါကိုတောင်းဆိုရတယ်ပေါ့နော်သူရဲ့တောင်းဆိုချက်ကိုကြီးကြီးအောင်ပထမ point ကပါလဲဆိုတော့ပောက်ကူရေးပိတ်ဆို့မှုတွေကိုဖျက်သိမ်းဖို့တောင်းဆိုတယ်တဲ့ ။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီမက်ဒိုရာ sorry ဒီဗင်နီဇွဲလာရဲ့တမရမဒိုရိုကိုတတ်မဲ့တတ်နိုင်တဲ့လူဖားနိုင်တဲ့လူရှိရင်တော့ US ဒေါ်လာငါတန်းပေးမယ်နော်။တန်း90ပေးမယ် sorry ။တန်း90ပေးမယ်ဆိုတာသူကဟန်တီဘောင်းသူရဲ့ဒီလူပေါ့နော်ဒီလူဖမ်းတဲ့လူတတ်နိုင်တဲ့လူရှိရဲ့အဲ့လောက်ထိတော့ဖက်ဆန်ကအမေရိကကအော်ဖာလုပ်တာကန်လှမ်းထားတာနော်ဆန်ရှင်နေလို့ထားတာဆိုတော့ ဒီအရာလုံးဒီအရာအလုံးကိုရုပ်သိမ်းပေးပါတဲ့ပြီးတော့သူရေသူမိသားစုရေပြီးတော့အစိုးရအရာရှိတရားကျော်ကိုပေါ့နော်ပေးစုမှုတွေအလုံးကိုဖေရှားပေးပါဆိုပြီးမှဗင်နီဇိုလာသမ္မတမိုဒိုရိုကသမ္မတထံကိုတောင်းဆိုတယ်တဲ့ဒါပထမချက်ဒုတိယချက်ကဒီသူရေသူကိုယ်ရဲ့အပါဝင်သူရေအရာရှိတချို့တွေပေါ့နော်လူအခွင့်ရေးချူဖောက်မှုရေမူကြီးစေဝါရောင်းဝယ်မှုရေ အဂရိလိပ်စာမှုရေ အမေရိကကဆွေဆွေထားတာပေါ့နော်အဲ့ဒါကြောင့်အခုလိုမျိုးသူတို့ကပြဿနာကကြီးသွားတာကိုပြီးတော့ဒုတိယအချက်ကပါလဲဆိုတော့ဒီတရားရေးအမှုဖြစ်ရှင်မှုမတော်တော့ကဒေါ်လာချုပ်ကိုတောင်းဆိုတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့ဒီဗင်နီဇိုလာတမရကအခုရင်ဆိုင်နေရတဲ့အမှုကပါလဲဆိုတော့နိုင်ငံတကာစစ်ခုံရုံး ICC မှာအဓိကအမှုကိုအမှုရင်ဆိုင်နေရတယ်ဆိုတော့ မဒိုရိုကထရမ့်ကိုဘလူးတောင်းဆိုလဲဆိုတော့ကျွန်တော်တို့ ICC မှာအမှုရင်ဆိုင်နေရတဲ့ကိစ္စအကြီးကိုအဆုံးသတ်ပေးပါဆိုပြီးမှတောင်းဆိုတယ်တဲ့ဒိုနယ်ထရမ့်ဒိုနယ်ထရမ့်ထံနေကြတယ်ပေါ့နော်ပြီးတော့တရဝင်းလွတ်ငင်ချမ်းသာခွင့်ပေးပါတဲ့နော်အခြေအနေအလုံးကို PPWW Amnesty PPWW လွတ်ငင်ချမ်းသာခွင့်ပေးမယ်ဆိုရင်ကျွန်တော်ဗင်နီဇိုလာနိုင်ငံကမှထွက်သွားမယ်ဆိုမှ မဒိုရိုကထရမ့်ကိုတောင်းဆိုတယ်တဲ့ဒါပေမဲ့အမေရိကကအဲ့ဒီမဒိုရိုရဲ့တောင်းဆိုချက်ကိုအကုန်လုံးဖိချပလိုက်တယ်ဒါပေမဲ့တခုတော့ရှိတယ်မင်းထပ်ပြီးပါတဲ့မင်းထပ်ပြီးတဲ့ချိန်မှာကျွန်တော်တို့ကလိုက်ပြီးမှပြစ်မှာမဟုတ်ဘူးတတ်မှာမဟုတ်ဘူး self exist ပဲပေးမယ်နော်ငင်းချမ်းစွာထွက်သွားခွင့်ပဲပေးမယ်အဲ့မဲ့ခမရတောင်းဆိုတဲ့ຢာတွေအားလုံးကျွန်တော်တို့ကဥပမာကွာသူ့ပေါ် sanction လောက်တာမျိုး တန်ခတ်တာမျိုးတော့သူ့ရဲ့အရာရှိတရားကြိုကိုလွတ်မြောက်အောင်လုပ်ပေးတာမျိုး ICC ကလည်းသူ့ case ကိုပိတ်ပေးတာမျိုးဒါတွေအားလုံးကို US ကပေးချပလိုက်တယ်လက်မခံဘူးဒါပေမဲ့ဒီတိုင်းသာထွက်သွား AC ထွက်သွားခမည်းကိုထွက်ခွင့်ပေးမယ်ထွက်ပေါက်ပေးမယ်တားလက်တားမှာမဟုတ်ဘူးတက်လက်တက်မှာမဟုတ်ထွက်ပေါက်ပေးမယ်ခမည်းရဲ့မိမရဲ့တားရဲ့ခေါ်သွားထွက်သွားအဲ့ဒါပဲ US ကပြောတယ်။ဒါမှမဟုတ်တော့ချန်နဲ့ဥစ္စာခမည်းတော်စုထားတဲ့ကိစ္စကိုတော့ ကျွန်တော်လက်ခံမှာမဟုတ်ဘူးဆိုမှ US ကမဒိုရိုရဲ့တောင်းဆိုချက်ကိုပေးချပလိုက်တယ်ဆိုတော့အခုက US က Venezuela ကိုမေပီပိုကနဲ့တိုက်ခိုက်ဖို့နဲ့ပြင်ဆင်နေရတယ်အဲ့ဒါကြောင့်မလို့လေအခု air space လေပိုင်းနဲ့ကူပါလေပိုင်းနဲ့ကူပါပိတ်ထားတယ် US ကပေါ့နော်ဆိုတော့အခုလိုမျိုးဒေါ်နယ်ထရမ့်ကိုယ်တိုင်ကတော့ဒီလိုပြောမလဲကျွန်တော်ကမဒိုရိုကို ထွခွန်းထွပေါက်ပေးတယ်နော်ထွခွန်းပေးတယ်ဘာညာတော့မပြောဘူးထွပ်ကွယ်ကတော့မပြောသေးပါဘူးဒါပေမဲ့တတိနဲ့ရစ်မြင့်တွေရသူတို့ရစ်ပြောစုချက်ရကအဲ့လိုဖြစ်တယ်ပေါ့နော်ဒီမှာလားထောက်ကြည့်အောင်တစ်ချက်လောက် All right hold on guys During a recent phone call, telling him, You can save yourself and those closest to you but you must leave the country now. The United States reportedly offered a safe passage for Maduro, his wife uh, Celia Flores, and their son if he agreed to depart immediately. The offer was also said to extend to several top allies. However, Caracas refused to accept the conditions, prompting the talks to collapse. All right, that's enough. ခုအခြေအနေကမကောင်းတော့ဘူးပေါ့နော် Trump ကတော့ warning လို့ပေးနေတယ် warning လို့ပေးနေတယ် so what about the channel? Will he leave though? Good morning, Pete. Uh, no, I don't, I don't, think so. I mean, uh, there's a $50 million bounty, as I said, raised from 15 uh, million dollars earlier, earlier, this year. He's been indicted in the uh, Southern uh, uh, Federal Court of the District Court of New York for uh, narco trafficking and all the rest of it. They can still nail him. What he wants is, is he wants global amnesty. you know, if he's going to go, he wants to go with his money and he wants to make sure he doesn't get arrested anywhere. So, who Maduro Luchinaka Global Amnesty Long in Chanta who appear to be to be a to a palm camp with the Luchina. Dame. အဲ့ဒါကို Trump ကမလို့ America ကမလို့အခု Maduro ကို Venezuela ကနေထွက်ခွာပြီးဂျန်တဲ့နိုင်ငံတွေမှာတူလူချင်းတဲ့နိုင်ငံတွေမှာတောင်းနေပြီးဆိုဖမ်းခံလို့ရတယ် ဆိုမဒိုရောကသူ့ပိုင်ဆိုင်မှုငွေတွေရွှေတွေအကုန်လုံးယူပြီးမှသူချိုက်တဲ့နေရာမှာနေချင်တဲ့ပုံပေါက်ရပေါ့။ဒါပေမဲ့သူနေမယ်ဆိုရုရှားမှာနေနေနိုင်တယ်။တရုတ်မှာနေနေနိုင်တယ်။ဘာဖြစ်လို့ဆိုတော့ရုရှားနဲ့တရုတ်ရဲ့မဟာမိတ်တွေဖြစ်တာကိုဒါပေမဲ့ချန်တဲ့နိုင်ငံတော်တော်များများကတော့သူ့ကိုလက်ခံမှာမဟုတ်ဘူး။သွားမယ်ဆိုရင်လည်းဖမ်းခံနေချင်များကြီးရှိတယ်။ခုနကသူပြောတဲ့အတိုင်းပါပဲ။သူ့ရဲ့ head boundary မှာ head boundary မှာသူ့ရဲ့သူ့ကိုတတ်နိုင်တဲ့လူဖမ်းနိုင်တဲ့လူက million 90ပေးမယ်ဆိုတာတော့မှ အမေရိကကကလန်းထားတဲ့ကိစ္စအကြီးဖြစ်နေတယ်လေ Trump's not going to do that this is the same phone call by the way that uh, Saddam Hussein got he was told to go to South Africa or some place get out of town and ဆိုတော့ Saddam Hussein တို့ကလည်းလူပါပဲပေါ့နော်ဒီ South Africa မှာသွားပါစုမှဖက်ပေါက်ပေးခဲ့ဘူးတယ်ဒါမဲ့မကြိုက်ဘူးသူကနောက်ပါချက်မှာတက်ခန္ဓာတက်ခန္ဓာပဲ Saddam Hussein ကိုလေ Well, the American Nevada group is uh, waiting to go in. America has uh, has gone into Latin America times in, in 19th and 20th century. This will be the first time in 21st century. And, um, you know, this is what we call uh, military diplomacy. They're going to do through military means what they haven't been able to do. In other words, they're not going to play nice anymore. Well, I mean, he has been linked to the cartels. I mean, would he be safe anywhere, wherever he went, Joe? Well, if he found a nice crooked country to go to, he'd feel very <laughs> comfortable. I mean, There are 100 nations that do recognize this government, 59 of them do not. And anyway, there must be some other narco state that would be willing to have along. I mean, so, God put Bina in as you know, Ma, Tulu Bono. မူရင်းစင်ဝါလောက်တဲ့နိုင်ငံတွေထဲမှာပဲထွက်ပြေးပိုင်ခွင့်ရှိမယ်။ဂျာနဲ့နိုင်ငံမှာသူကထွက်ပြေးနိုင်မှာမဟုတ်ဘူးပေါ့နော်။ဆိုတော့အဥပမာကွာကိုလံဘီယာရောအဲ့ဒီမှာသူတို့ကသူကထွက်သွားနိုင်တယ်။ဒါပေမဲ့သူကိုယ်တိုင်ကကိုလံဘီယာမှာနေချင်ပေါ့မလားပေါ့။အစားအသဖြင့်ပေါ့နော်။ စီရောဗင်နီဇိုလာရဲ့တမရကတော့သူဒီတိုင်းပဲဆက်ပြီးသွားနေမယ်ဆိုရင်တကယ်လို့အများ US ကအခုကနိကတ်လာပဲအရန်နိကတ်လာတယ်ဗင်နီဇိုလာကိုချပုညာတွေ့တယ်တနေ့ပြီးတနေ့နိကတ်လာတယ်ပြည်စီမှုတွေကလည်းအရင်တော့ကမတူတော့ဘူးဆိုဗင်နီဇိုလာကတကယ်ပဲစာသမုစင်လိုမျိုးတက်ခံရမှာလားဒါမှမဟုတ်ဘလူးဖြစ်သွားမှာလေဗင်နီဇိုလာတမရကလွန်ခဲ့တဲ့တရက်နှစ်ရက်တုန်းကထွက်ပြီးသွားတယ်ဆိုမှသတင်းတွေထွက်လာတယ်ပေါ့နော် သူကအဲ့ဒီထွက်ပြီးတဲ့ပိုင်းမှာသူက online ပုံမှန်ပြန်တက်လာတယ်ပြီးသူလူထုနဲ့နော်ဒီအာတရင်းစာရှင်လင်းပွဲတွေလုပ်နေတယ်ဗောနော်သူကတော့ပြောတယ်အမေရိကကအခုလိုမျိုးလုပ်တာက colony ပါပဲနေမကျူးကျော်တာပဲနော် colony ခက်လိုမျိုးလုပ်တာပဲဆိုပြီးမှအဆွဆွေးတယ်ဗောနော်အမေရိကကိုအမေရိကကတဲ့ကျွန်တော်တို့ဗင်နီဇူလာမှာရှိနေတဲ့ the syrian union ကို I will start this out with a yeah. fun question yeah. because there are really serious issues involving national security peace around the globe yeah. i mean you're at the highest level of discussion, um, and we're going to get into a lot of the the hot spots and success and all that but i gotta ask you there's there's a show that's come out it's called the age of disclosure. Yeah. Okay, I know I'm Okay. ဒါကတော့သူရဲ့ full interview ရှိ full interview ဖြစ်တယ်ဒီမှာတော့မပါဘူးပေါ့နော်။ It was never တော့တပူဆိုတော့ငင်းပေးတယ်။ဒါပေမဲ့ခုနကကျွန်တော်ပြောတဲ့ကိစ္စ list ပေါ့နော်။အများကြီးတောင်းဆိုချက်တွေလုပ်နေတယ်။အာအမေရိကသမ္မတကိုပေးနေတယ်။ဒီဥစားကိုအမေရိကအနေနဲ့ live show ပေးနိုင်မယ်ဆိုတော့ကျွန်တော်ကရာထူးကလည်း CB မှာထွက်သွားမယ်ဆိုမှပြောနေတယ်ပေါ့နော်။ ဆိုသူကချက်ချင်းကြီးတော့သူ့ရဲ့ရာထူးကလည်းမစင်သက်ချင်ဘူးပေါ့နော်ပြင်ဆင်ဖို့တော့ချင်တယ်နော် US sanction US ပြည်သူမှုအလုံးကိုဖိရှားဖို့တောင်းဆိုနေတယ် global လူငင်းချမ်းတာခုအပြည့်ဝတောင်းဆိုနေတယ် and also sanctions against more than 100 venezuelan government officials ဆရာမကဘူးနော်သူ့ရဲ့အရာရှိတရားကြိုအတွက် တောင်းဆိုနေတယ် accused by the united states of human rights abuses drug trafficking or corruption Maduro even asked for an interim government led by his vice president. So that on Magabu, no? The Chao in Asuya, what a two year vice president, Usao name, Chao in the interim government, Chao in Asuya. That will not put your That brings us to the crucial turning point. So a colon to down to the Magolongo, Trump got rejected loaded, no? Donald Trump rejected most of Maduro's demands. he gave maduro one week to leave venezuela ဆိုတော့ venezuela ကိုထွက်ခုပို့ they discussed venezuela အဲဒါကတော့ဒီလိုပါပဲပေါ့နော် trump ကအခုလိုမျိုးသူ့ရဲ့စင်အားပြည့်စုံမှုတွေကတကယ်ပဲ operation တခုခုစစ်စစ်စင်ရလို့ဖူးပြည့်စုံမှုဖြစ်ပါတယ်ပေါ့နော်ပြီးတော့သူ့ရဲ့ထိတ်တဲ့အရာရှိတွေနဲ့လေတကားပိတ်အစည်းအဝေးတွေလုပ်နေကြတယ်ဆိုမှပြောနေကြတယ်ကဲဒါကတော့ ဗင်နီဇလာတမရာကဒေါ်နယ်ထရမ့်ထံကနေဘာရင်တောင်းဆိုခဲ့တာလေစသဖြင့်ထရမ့်ကသူ့ကိုနိုင်ငံတွေကနေထွက်ခွာဖို့ရည်စံပေးတဲ့စသဖြင့်ပေါ့နော် short to the point ကျွန်တော်ကရှင်းပြတာပါဒီလောက်နဲ့ပဲအဆုံးသက်ပြရစေဒီကိစ္စနဲ့တရင်ထူတာတွေရှိတယ်ဆိုရင်တော့နောက်နောက်မှာပဲကျွန်တော်ဆက်လက်ပြီးပြန်ဆွေးနွေးပေးမယ်ပေါ့တကယ်လို့များရောက်တရကြီးတိုက်ပွဲဖြစ်နေပြီဆိုရင်တော့အချိန်နဲ့တပြီးညီကျွန်တော်ရဲ့ YouTube ထဲမှာပဲချက်ချင်းပြန်တိဆက်ပေးပေါ့မယ်ပေါ့နော် ခုလိုမျိုးကြည့်ရှုပေးနေမယ်ဆိုရင်အားလုံးပေါ်မှာလဲကျေးဇူးတင်တယ် cool. thank you so much for watching beautiful people i love you guys take care god bless